ဒီနေ့သာသနာတော်နှစ်2559ခုကောဇာတကြီး1389ခုတော်တယ်လာပြီကြောင့်9ရက်2015ခုဆယ်လပိုင်း3ရက်စနေနေ့နေ့ခင်းအခါကာလမှာစင်ကာပူနိုင်ငံမောဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြပအဖွဲ့ခွဲတဲ့တစ္ဆာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်းရဲခြင်းပါရတဲ့ 261ကြိမ်မြောက်တနေ့တာဝိပဿနာအလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းမဖြစ်ဖြစ်နေ့ရက်တာနေ့တရားစခန်းမှာဥရှင်တို့ပထမနေ့ဖြစ်ဖြစ်ဒီနေ့ပေးတဲ့ပေါင်းတရောင်းတို့မြတ်စွာဘုရားခေါ်ကြတော်မူခဲ့တဲ့တရားဒေသနာတော်တွေကို나ယူကြည်ညိုခွင့်ရကြတယ် ဥရှင်တို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့တရားနာယူဖို့လှုပ်ထားကြတဲ့အစီအစဉ်ကနေခင်တနာယီခွဲမှာတရားတစ်ကြိမ်နာမယ်ဥရှင်တို့ပြီးတော့၄နာယီခွဲမှာတရားတစ်ကြိမ်နာမယ်ပေါ့နော်။အဲ့ဒီနေခင်မှာတရားနာတဲ့တရားနှစ်ကြိမ်နာကြတဲ့အချိန်မှာဥရှင်တို့ 45မိနစ်မိနစ်50လောက်တရားတူတူလေးပေါ့ည9နာရီထိုးတဲ့ချိန်မှာ나ယူမဲ့တရားဒေသနာကတော့တနာရီပို့ပို့လောက်ပေါ့နော်အဲ့တော့ဦးရှင်တို့45မိနစ်မိနစ်50သာတရား၄ပုတ်ဟောပြမယ်ပေါ့ဒီနေ့2ပုတ်မနေ့ပြန်2ပုတ်ညတရားကတော့2ပုတ်나ရမယ်ပေါ့နော်အဲ့တော့ဦးရှင်တို့ နေခင်ခါကာလမှာဟောမေတရား၄ဘုံမှာဗာတရားဟောမလဲလို့စိတ်ကူးတဲ့အခါမှာသစ္စာ၄ပါးတရားဟောမေလို့အဲ့လိုဥစဉ်စိတ်ကူးထားပါတယ်သစ္စာပါရမီဓမ္မရိတ်တာကစီစဉ်ကျင်းပကြတဲ့เนาะသစ္စာရွှေစီဆရာတော်ရဲ့တရားပွဲမှာသစ္စာ၄ပါးတရားဆိုတော့เนาะသစ္စာဆိုတာစကားလေးတွေထပ်နေတယ်ပေါ့ဒီသစ္စာဆိုတာကဘေးတော်ကောင်းသူတော်ကောင်းတို့အလုံး ကြာဘုံနာဝရှိပြီးသားစကလုံးတလုံးတစ္ဆာဆိုတာအမှန်တရားတစ္ဆာဟဝေတာတုတရံရတနာအရာတာတကအရာတာရဲ့မှာတစ္ဆာရဲ့အရာတာဒီအချိုမြင့်ဆုံးပဲအကောင်းဆုံးပဲလို့ဒါလည်းပဲပေးတတ်လို့ကြားဖို့ပြီးသားဟုတ်လားကိုတစ္ဆာလေးပါတရားဆိုတာကဒီသာသနာတော်မြတ်ကြီးမှာ တံပိုးအကြီးမားဆုံးသောတရားပေါ့တတဝါတွေအတွက်လည်းပဲအရေးအကြီးဆုံးတရားပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီသစ္စာ၄ပါးကိုပฏิဝေဒအစဉ်ထွထွင်းပြီးတော့သိသွားမယ်ဆိုလို့ရှိရင်ပုထုရှင်ကနေ အရိယာဖြစ်သွားတယ်လို့ဒီလိုခေါ်တာပဲမဟုတ်လားသစ္စာကိုတကယ်မသိကြသေးလို့ဒကာရမတို့ဦးဇင်းတို့တွေဟာပုထုရှင်ဘဝနဲ့နေကြရတော့ တစ္ဆာကိုတကယ်တိသွားပြီဆိုလို့ရှိရင်တော့အရိယာသူတော်ကောင်း ဖြစ်သွားတယ်လို့ဒီလိုပြောတာဒီနေရာမှာတစ္ဆာ၄ပါးကိုတိတယ်ဆိုတာက အနုမာနာတိပฏิဝေဒာတိလို့အတိနှမျိုးရှိပါတယ်ဒါလည်းပဲဘေးတတော်မှာလို့ဦးဇင်းထင်ပါတယ်အနုမာနာတိဆိုတာက မှန်းဆပြီးတော့တိရတဲ့အတိပေါ့ခုဦးဇင်းတို့ပြောမဲ့အတိကအဲ့လိုအတိမျိုးပေတပေါင်းသူတော်ကောင်းတို့ နားထောင်ရင်းဖြင့်တိသွားမိတ်အတိကလည်းပဲအဲ့လိုအတိမျိုးတစ္ဆာ၄ပါးနဲ့ပတ်သက်ပြီးတော့တိခဲ့ကြတဲ့အတိဟာအဲ့ဒီအနုမာနာတိကိုအနုဘောဓာတိလို့ဒီလိုလည်းပြောရအောင်ပဋိဝေဒာတိဆိုတာကတော့ခုနကတည်းကပြောခဲ့တဲ့အရိယာသူတော်ကောင်းကြီးတွေအဖြစ်ကို ရောက်သွားစေတဲ့အရိယာမဉ္ဉံဖြင့်တစ္ဆာ၄ပါးကိုတိပေဆိုင်ပွား၄ပါးကိစ္စတပြိုင်တည်းထဲကြပြီးတော့ ထုတ်ထွင်းပြီးတော့တည်သွားတဲ့အနေအထားမျိုးကိုပတိဝေဒာတိအဲ့ဒါလေဒီဆိုတော့ဘုရားကြီးကတော့အနုဘောဓာတိနဲ့ပတိဝေဒာတိကိုရှင်းတော်အောင်ဥပမာလေးနဲ့ဗောဓိပခိယတိပဏီကျမ်းစာထဲမှာရေးထားတာလေးရှိတယ်။အနုဘောဓာတိမှန်းဆပြီးတော့တည်တယ်ဆိုတာကလည်းပဲမဖြစ်နိုင်တဲ့အရာ မရှိတဲ့အရာကိုတော်ရင်မှန်းပြီးတော့ရမ်းပြီးတော့တွေးပြီးတော့တည်တဲ့အတိမျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့။ဥပမာဦးဇင်းတို့ တနေရာမှာမီးထွန်းတာလေအဲ့ဒီမီးထောက်ကိုတော့ဒါတိုင်းမမြင်ရဘူးသို့တော့အဲ့ဒီမီးထောက်ကြောင့်ဖြစ်ပေါ်နေတဲ့မီးရောင်ကိုမြင်ရတယ်လို့ဆိုကြပါစို့အဲ့ဒီမီးရောင်ကိုမြင်ရတဲ့အခါမှာဒီမီးရောင်ကိုမြင်ရသောအဖြစ်မီးထောက်ရှိတယ်ဆိုတာကိုသိကြဖို့မသိနိုင်ဘူးလားသိနိုင်တယ်ဒါပေမဲ့မီးထောက်ကိုတော့မမြင်ရမီးရောင်ကိုမြင်ပြီးတော့မီးထောက်ရှိတယ်ဆိုတာကို သိတဲ့အတိမျိုး အဲ့ဒါကိုအနုဘောဓာတိလို့ဒီလိုခေါ်တယ်တဲ့မိတော့ကိုပဲဓာတ်ရိုက်ဓာတ်ရိုက်မြင်လိုက်ရတဲ့အမြင်မျိုး အသည့်မျိုးကိုကြတော့ပฏิဝေဓာတိလို့ခေါ်တယ်တဲ့ဆရာတော်ကြီးကညံအလွန်ကြီးတာဆိုတော့ပြောလိုက်ရင်ရှင်းသွားတယ်ရေးလိုက်ရင်ရှင်းသွားတယ်ပေါ့ဟုတ်လားခုလည်းပဲဘေးသက်ပေါင်းသူတော်ကောင်းတို့သစ္စာလေးပါးတရားကို နာယူရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပฏิဝေဓာတိကိုရရှိဖို့ အဲ့ဒီပฏิဝေဒတိကိုမရရှိသေးခင်မှာလည်းပဲပฏิဝေဒတိကိုရရှိဖို့အတွက်အလွန်အားကြီးတဲ့အထောက်အပံ့အကြောင်းတရားဖြစ်တဲ့အနုဘောဓတိကိုရရှိဖို့နော်အနုဘောဓတိမှတစ်ဆင့်ပฏิဝေဒတိဆိုတာကိုရအောင်ကြိုးစားကြရတာဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့နေရတာတရားစခန်းဆိုတော့လည်းပဲတရားကတော့တစ်ချိန်ပဲထိုင်ကြမယ်ပေါ့နော်အေးကြောက်တုံးရောက်ခိုင်း အချိန်ကလေးတွေလှုပ်ပြီးတော့လှုပ်ကြရတာဆိုတော့တရားကိုများများနာဖြစ်အောင်နော်ဦးဇင်းတို့ပြောတာလေးကိုလည်းပဲများများနားထောင်ဖြစ်အောင်မှတ်တမ်းတင်ပြသားလေးလည်းဖြစ်အောင်အဲ့လိုလေးစိတ်ကူးပြီးတော့အစကတော့ဒီထဲမှာစီစဉ်ထားတာကလူငယ်လေးတွေက နေခင်းကိုတရားတစ်ကြိမ်ပဲနာယူဖို့ပေါ့နော်အဲ့တော့ဦးဇင်းကရောက်တုံးကလေးကိုပို့ပြီးတော့များများလေးတရားနာဖြစ်အောင်ဆိုပြီးတော့တရားနှစ်ကြိမ်ဟောမယ်ပေါ့နေခင်းနော် တ္တဥရှင်တို့ဒီကနေ့တစ္ဆာ၄ပါးအပိုင်း၄ပိုင်းပိုင်းပြီးတော့ဥရှင်တို့ပြောပါမယ်တစ္ဆာ၄ပါးဆိုတာဒေသပေါင်းသူတော်ကောင်းတို့အလုံးယဉ်ဤကျွမ်းဝင်မိသားအကြံဉာဏ်အဖြင့်သိထားကြပြီသားဒုက္ခတစ္ဆာသမုဒယတစ္ဆာနိရောဓတစ္ဆာမေဃတစ္ဆာဒီတရားအတူလေး၄ပုတ်ဟောတဲ့နေရာမှာ ငါဘာတရားဟောရပါမလို့လို့စဉ်းစားတော့တစ္ဆာ၄ပါးကခေါင်းထဲကိုတန်းပြီးတော့ဝင်လာတယ်ပေါ့အဲ့တော့ဒီကနေ့ပထမနေ့ပထမဦးဆုံးနော်အကြိမ်မှာဒုက္ခတစ္ဆာနဲ့ပတ်သက်ပြီးတော့ပေးတဲ့ပေါင်းသူတော်ကောင်းတို့မှတ်သားကြည့်ကြမယ်ဒီနေ့မှာတစ္ဆာ၄ပါးကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာလေးလေးနက်နက်ဖြစ်သွားအောင်နော်ပြောချင်တာလေးတစ်ခုကဘုရင်တို့တစ္ဆာတန်ရုပ်ဆိုပြီးတော့ တန်ယုတ်ပါဠိတော်မဟာဝဂတန်ယုတ်ပါဠိတော်ထဲမှာသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ဟောကြားချက်တွေကိုစုစည်းပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်။အဲ့ဒီထဲမှာမြတ်စွာဘုရားဘာဟောထားတုံးဆိုတော့ယဟန်တို့တဲ့သစ္စာ၄ပါးကိုမတိဘဲနဲ့ဒုက္ခမချုပ်ငြိမ်းနိုင်ဘူးတဲ့သစ္စာ၄ပါးကိုတိမှန်တာနဲ့ဒုက္ခချုပ်ငြိမ်းနိုင်မယ်ပေါ့ ဒီနေရာမှာမြတ်စွာဘုရားကတရားစကားဟောတဲ့နေရာမှာဥပမာဥပမေယပေးပြီးတော့ဟောတာအလွန်များတယ်။ဥပမာနဲ့ပြောလို့ရှိရင်စိတ်ထဲမှာပူပြီးတော့ရှင်းလင်းသွားတဲ့သဘောလေးရှိတာ哦။ဘလို့ဥပမာပေးတယ်ဆိုတော့ရှစ်ရှားရွက်တို့ထင်းရှူးရွက်တို့ ਨੇ ရေထုတ်လို့မရနိုင်ဘူးတဲ့။ငါဟာရှစ်ရှားရွက်နဲ့ထင်းရှူးရွက်နဲ့ရေထုတ်ပြီးတော့အမောပြေအောင်နော်ရေထုတ်ပြီးတော့ယူခဲ့တယ်မင်းရေတော့ပါအဆရှိတဲ့ဖြင့် ခြေရှားရွက်နဲ့ရေထုတ်လာတယ်လို့ပြောမယ်ဆိုရင်အဲ့ဒါကိုယုံကြည်စရာအကြောင်းမရှိဘူး။တစ္ဆာလေးပါးကိုမတီးဘဲနဲ့ငါဒုက္ခငြိမ်းပြီးဒုက္ခချုပ်ပြီးဒုက္ခအေးပြီးလို့ပြောရင်လည်းပဲအဲ့ဒါအခြေအမြစ်မရှိဘူး။ယုံကြည်စရာအကြောင်းမရှိဘူးတဲ့။ဘရုံမာကြာရွက်တို့ ပေါ့ရွက်တို့နော်ကိုေးသောရွက်တို့ဒီလိုအရွက်အကြီးကြီးတွေနဲ့ဆိုလို့ရှိရင်တော့ရေထုတ်လို့ရတယ်ဗျ။ရေကိုတဲလာလို့ရတယ်ဗျ။အဲ့လိုပဲတစ္ဆာလေးပါးကို တိပီမှသာလေဒုက္ခခတ်သိငြိမ်းနေဆိုတာကိုဝန်ခံလို့ရတယ်။တစ္ဆာလေးပါးကိုတိပီတော့ငါဒုက္ခငြိမ်းပြီလို့ပြောရင်တော့အဲ့ဒါကိုယုံကြည်စရာအကြောင်းရှိတယ်။အဲ့ဒီလိုမြတ်စွာဘုရားခရီးရပတ္တသုတ်တံမှာဟောထားတာရှိတယ်။နောက်ပြီးဟောတာလေးတစ်ခုရှိသေးတယ်ကအိမ်တလုံးဆောက်မယ်ဆိုလို့ရှိရင်ပထမအဦးဆုံးတိုင်အရင်ထူရတယ်ပေါ့အုံမြင့်ချပြီးတော့အဲ့ဒါတိုင်မှမထူဘဲနဲ့ အပေါ်ပိုင်းကြက်သက်ဆောင်တွေအပေါ်ပိုင်းနေဖို့တင်ခဲ့တယ်လို့ပြောရင်ဒါယုံကြည်တရားအကြောင်းမရှိဘူးပေါ့ဟုတ်လားအဲ့လိုပဲသစ္စာ၄ပါးကို မတိဘဲနဲ့ဒုက္ခငြိမ်းချင်းဆိုတဲ့အကျိုးတရားကိုမရနိုင်ဘူးဒါသစ္စာ၄ပါးကိုတိဖို့ဘလောက်အရေးကြီးသလဲဆိုတဲ့ဟောပြောထားတဲ့ဒေသနာတွေပေါ့ဒါကြောင့်မြတ်စွာဘုရားကသတုဏအရိယသစ္စာနဲ့ယထာဘုဒ္ဓအာတတနာတန်တိတံဒေဃမတနာတာတုတာသွေဝ ဓာတိတုလို့အဲ့ဒီတန်ရုပ်ပါဠိတော်မှာဟောထားသစ္စာ၄ပါးကို မှမှန်ကန်ကန်မသိကြလို့တတ္တဝါတွေဟာဒီတန်တရားကြီးထဲမှာဒီဒုက္ခဆက်ကြီးထဲမှာလက်ပရင်းနဲ့ကျင်လေจิตစားနေကြရတယ်လို့အဲ့ဒါလိုမြတ်စွာဘုရားဟောတာဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးကိုသိဖို့အတွက်အလုံးအားစိုက်ပြီးတော့အဓိကထားပြီးတော့ကြိုးစားကြရမယ်ပေါ့ဘလောက်ထိမြတ်စွာဘုရားကကြိုးစားစေခြင်းတည်းလဲဆိုလို့ရှိရင်ဥရှင်တို့ တတိတတသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်အဲ့ဒီသုတ်တံကိုလေ့လာကြည့်မယ်ဆိုရင်တစ္ဆာလေးပါးကိုသိဖို့အတွက်ဘလောက်ထိကြိုးစားသင့်တယ်လဲဆိုတဲ့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကိုသိနိုင်တယ်မြတ်စွာဘုရားဘယ်လိုဟောထားတုံးဆိုတော့ယဟန်တို့တဲ့တကယ်လို့သင်တို့ကိုလူတယောက်ကသင်ကိုမနှက်ခင်းမှာလှံအချက်တရားထိုးမယ်ဟုတ်မွန်တဲ့ချိန်မှာလှံအချက်တရားထိုးမယ် ညာချမ်းအခါမှာလှမ်းအချက်တရာထိုးမယ်တရက်ကိုလှမ်းအချက်ပေါင်း300ထိုးခံရမယ်ဘလောက်ကြအောင်ထိုးခံရမှာလဲဆိုတော့နှစ်ပေါင်း100နော်တရက်ကိုလှမ်းအချက်300ထိုးခံရမယ်နှစ်ပေါင်း100အဲ့လိုသင်ခံမယ်ဆိုလို့ရှိရင်တစ္ဆာလေးပါးကိုသိရလိမ့်မယ်လို့များတစုံတယောက်ကပြောမယ်ဆိုလို့ရှိရင်တစ္ဆာလေးပါးကိုသိဖို့အတွက်နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300ထိုးခံလိုက်ပါတဲ့ အဲ့ဒါလိုနာထိုးခံရလို့သင်္ဟာသစ္စာလေးပါးကိုသိမယ်ဆိုလို့ရှိရင်အဲ့ဒါလိုသိခြင်းကိုရှင်သင်ရဲ့မချမ်းမသာသိရတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါချမ်းချမ်းသာသာဝမ်းမြောက်ဝမ်းသာသစ္စာလေးပါးကိုသိရတယ်လို့သာဆိုနိုင်နေတဲ့ဘာဖြစ်လို့လဲဆိုတော့သစ္စာလေးပါးကိုမသိလို့ရှိရင်အဲ့ဒါလိုလှန်ထိုးခံပြီးတော့သိရတဲ့ဘဝနောက်ပစိင်းနဲ့ခေါင်းကိုဖြတ်လို့သိရတဲ့ဘဝနောက်မြားနဲ့အပြစ်ခံရလို့သိရတဲ့ဘဝ အဲ့ဒီလိုဘဝတွေဟာရည်တွက်လို့ရနိုင်မှာမဟုတ်ဘူးတဲ့နှစ်ပေါင်းတရာတရက်ကိုလှမ်းအချက်300ဆိုတာကရည်တွက်လို့ရတယ်အလွန်ရှည်လျားတဲ့တစ္ဆာလေးပါးကိုမသိရင်ဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့ဒုက္ခတွေဟာရည်တွက်လို့မရတဲ့အတွက်ကြောင့်ဆိုလိုတာကတရက်ကိုလှမ်းအချက်300နဲ့နှစ်ပေါင်းတရာလှမ်းအထိုးခံရတာတစ္ဆာလေးပါးကိုသိဖို့နဲ့ဆိုင်တန်နေပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာဒါကိုလက်ခံလိုက်ပါ အဲ့လိုဟောတာဒါကြောင့်ဘိဒဘောင်းတို့ကောင်တို့သစ္စာ၄ပါးကိုမသိရင်ဖြစ်ပေါ်လာမဲ့ဆင်းရဲဒုက္ခသိရင်ချုပ်ငြိမ်းသွားမဲ့ဆင်းရဲဒုက္ခဒါတွေကိုကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတော့သစ္စာ၄ပါးကိုသိဖို့အတွက်များစွာအာမစိုက်သင်မို့လားအာစိုက်သင်တယ်ဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကကောင်းမှလောင်းနေတဲ့မိကိုငြိမ့်သက်တဲ့ဝရိယမျိုးကိုဝတ်ထားတဲ့အဝတ်ကိုလောင်းနေတဲ့မိကိုငြိမ့်သက်တဲ့ဝရိယမျိုး အဲ့ဒီလိုဝရိယမျိုးနဲ့တစ္ဆာလေးပါးကိုသိအောင်ကြိုးစားရမယ်လို့အဲ့ဒါလိုလည်းဟောထားတာရှိတယ်။ဒါလေးတွေကအသေးစိတ်ကလေးစဉ်းစားမှပို့ပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာဟာအရသာပေါ်တယ်ပေါ့နော်။ဆိုကြပါစို့စိတ်ကူးကလေးနဲ့ကိုဝတ်ထားတဲ့အဝတ်ကိုမီးလောင်ကြည့်ပေါ့။ကျန်တဲ့အလုပ်တွေအဲ့ဒီချိန်မှာဘာမှကောင်းတဲ့မထည့်ထည့်လို့မရအောင်။ဘာမှလည်းလှုပ်လို့မရအောင်။ဒါဝဘဲအရင်လက်ဦးပထမဦးဆုံးအကြီးအကြီးဆုံးဟုတ်တယ်မဟုတ်လား။ အဲ့ဒီနေရာမှာထားပြီးတော့ကြိုးစားကြရမယ်အဲ့တော့သစ္စာ၄ပါးကိုတည်ဖို့အလုတ်တည်ဘယ်အလုတ်မျိုးမဆိုတဲ့အရေးကြီးတယ်အဓိကကြတယ်ဆိုတာ မပေါ်လွင်ဘူးလားပေါ်လွင်တယ်တချို့စကလုံးလေးတွေကကြားတော့ကြားဖို့နေတာပဲနားတော့နားထောင်ဖို့နေတာပဲဒါပေမဲ့ကိုကလေးလေးနက်နက်မတွေးလို့ရှိရင်လည်းပဲအရသာကဒီလောက်ကြီးမပေါ်တတ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ခေါင်းမှလောင်နေတဲ့မီးကိုငိမ့်တတ်တဲ့ဝိရိယမျိုး ကိုထားတဲ့အင်ကြီးပစိုးကိုလောင်းနေတဲ့မိကိုငိမ့်သက်တဲ့ဝရိယမျိုးဖြင့်တစ္ဆာလေးပါးကိုတည်အောင်ကြိုးစားရမယ်ဆိုတဲ့ဆုံးမချက်ဟာတကယ်တွေးကြည့်ရင်ဘလောက်အရေးကြီးသလဲဆိုတာကိုမပေါ်လွင်စေဘူးလားပေါ်လွင်စေတယ်နော်ဒါကြောင့်ပေးတဲ့ဘောင်းတတော်တော့တစ္ဆာလေးပါးကိုတည်အောင်ကြိုးစားတဲ့နေရာမှာအလွန်အားဆက်ရမယ်ပေါ့နောက်တစ်ဆက်တည်းပြောချင်တာကကျန်တဲ့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုတွေကိုပြုတိုင်းပြုတိုင်းလည်းပဲ ီသစ္စာ၄ပါးကိုသိလို့တဲ့ဆန္ဒကိုရှေ့တန်းတင်ပြီးတော့ပဲပြုကြရမယ်ပေါ့ငါလှုပ်လိုက်တဲ့အလုပ်ဒီကောင်းတဲ့အလုပ်တရားသစ္စာ၄ပါးကို သိဖို့ပဲအထောက်အပံ့ပြုပါစေဒါဆိုလို့ရှိရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်သစ္စာ၄ပါးကို သိเสียအကြောင်းရှိတယ်ပေါ့